မင်္ဂလာပါခင်ဗျာဒိုလီနီမျက်စိလုံးပါချန်နယ်မှာမိတ်ဆွေများအားလုံးအားလုံးအတွက်ကိုတနင်္လာနေ့လုံးပိုင်းလေးမစင်ခဲ့ဘူးဆိုတော့အင်ကာနီကနေစပြီးတော့လုံးပိုင်းလေးဆင်းအောင်ဝင်အောင်လို့ပေါ့နော်ကျွန်တော်စူးစမ်းထားတဲ့လုံးပိုင်းလေးကိုဆက်ပြီးတော့ပြပေးပါမယ်။ဘာလို့ဒီလိုမျိုးပုံစံလေးနဲ့ဆက်ဆံနေလဲဆိုရင်တနင်္လာနေ့ကပြေးခဲ့တယ်ပေါ့နော်ကိုလီလုံးပိုင်းကလည်းပဲဒီအင်ကာနီမှာခစားဖို့အတွက်ပေါ့နော်ပြန်ပြီးတော့ရရှိနေတဲ့သဘောလေးပါ အဲ့တော့မိတ်ဆွေများရှင်းသွားအောင်ဆိုရင်တော့ကျွန်တော်ရဲ့တွက်ဆိုင်လေးကိုအားလုံးနဲ့အစားဆုံးပြုစုပြီးတော့ဒီနေ့ထိုးတင်ထိုးတင်ကစားတင်မကစားတင်ဆိုတာလေးကိုဒီချာလေးဆုံးသုံးသပ်ဝင်အသုံးပြုလို့ရပါတယ်ခင်ဗျာအဲ့တော့ရရှိထားတဲ့တွက်ဆိုင်ဒီဒီလိုမျိုးလေးပါ359လို့ပေါင်းပါတယ်359ကိုပေါင်းခြင်းဒီ၄ပါ၄ပါပါဒီ9နဲ့လေကိုဆိုရင်လုံးပိုင်းရတယ်ဗျအဲ့တော့ထွက်ခဲ့တဲ့ကဏ္ဍကဒီမှာဆိုရင်လေးခုံလို့ထွက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်လေးတလုံးပိုင်းဆင်းခဲ့တယ်ပြီးရင်ကို၁၁ပေါင်းမယ်ဆိုလို့ရှိရင်လည်း တဲ့6ဆိုတဲ့လုံးပိုင်းကလေးတွေ6ရှင်ဆိုတော့ထောက်တလုံးပိုင်းဝင်ပါတယ်ခင်ဗျာပြီးနောက်ထပ်တတိယတပင်မြောက်ကြီး2 32ဘောင်းချင်းပါဘောင်းတဲ့ခါမှာဆိုရင်လည်းခွန်ခွန်ပါပါဒီ2နဲ့ခွန်2လုံးပိုင်းဆိုပြီးတော့လေ6နဲ့တခွန်ဆိုတော့2ရောခွန်ရောလုံးပိုင်းဒီမှန်ခဲ့ထားခြင်းဖြစ်ပါတယ်ခင်ဗျာပြီးနောက်ထပ်လေးပင်မြောက်ကစားဒီ3 6 9ဘောင်းပါတယ်ဘောင်းတဲ့ခါမှာဆိုရင်လည်း8 3လုံးပိုင်းကနေပြီးတော့6 8ဆိုတော့ ရှစ်တလုံးပိုင်းအတွက်ဆိုင်စဉ်းစားခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဒီလေးပိနေတဲ့ရထားတာမျိုးမျိုးပဲဒီပဲချင်းလေးပါတက်ဆိုင်တဲ့တော့ဆိုင်ကဆက်ရှိထားခြင်းမှာခွန်3 3ရပေါင်းခြင်းပြီး305ဆိုတဲ့လုံးပိုင်းမျိုးကို30လို့ထပ်ခဲတာဖြစ်တဲ့ပြီးတော့300ကျုံ300တလုံးဝင်ခဲ့တယ်ပြီးရင်646ဆိုင်တဲ့ခါမှာဆိုရင်61ဆိုတဲ့လုံးပိုင်းကလည်း81ဆိုတော့ဒီတလုံးပိုင်းတွက်ဆိုင်ပြီးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာပြီးရင်နောက်ထပ်ဒီ111ပေါင်းပါတယ်ပေါင်းတဲ့ခါမှာလည်း 93လုံးပိုင်းလာနေပြီးတော့40 33ဆိုတော့33လုံးပိုင်းပြဆက်ရင်းဆိုပြီးတော့ဒီလိုမျိုးတောက်လျှောက်ပေးခဲ့ခြင်းမှန်လာခဲ့ခြင်းတွေဖြစ်ခြင်းဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ကျွန်တော်ကစားရမယ့်ဒီအင်ကာလေးလေးတော့ပေါ့နော်ရရှိထားတဲ့လုံးပိုင်းဒီ93ပေါင်းခြင်းမှာပေါင်းတဲ့အခါမှာဆိုရင်တော့ကိုးပါပါဒီလေးနဲ့ကိုးလေးဆိုတဲ့လုံးပိုင်းပြဆက်လေးလည်းဖြစ်ပါတယ်။အဲ့တော့ပထမနေ့ရထားတဲ့၄ကိုလုံးပိုင်း ွက်ဆိုင်နဲ့မတူပေမဲ့လည်းပဲရရှိထားတဲ့လုံးပိုင်းချင်းကတော့တနင်္လာနေ့မှာရရှိထားတဲ့လုံးပိုင်းရင်အင်ကာနေ့မှာရရှိထားတဲ့လုံးပိုင်းတွေတွားပြီးတော့အတူတူကြနေပါလေအဲ့တော့ပထမအနေမှာကိုလေးလုံးပိုင်းနဲ့မပေါက်ခဲတဲ့မရှိနေအားလုံးပဲအင်ကာနေ့မှာတော့ကိုလေးလုံးပိုင်းကြီးကမရှိဘူးအဲ့တော့ပြင်တော်မယ်ဘောနောပေါက်ကနန်းလေးဖြစ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့ပြင်ပြီးစမ်းမိပါတယ်ခင်ဗျာဒါတော့ကြောင့် အကြံပြုတယ်ဂျန်နီတက်တယ်ဂျန်နီတက်တယ်ဆိုရင်ကျွန်တော်ရဲ့လုံးဝတွားတာလေးနဲ့အတူအင်ကာနီမှာလေယူတော့ကစားအသုံးပြုပြီးလို့ရပါပြီဒီလုံးဝလေးနဲ့တွားခါကစားအသုံးပြုဖို့အတွက်လေးပဲကျွန်တော်ရှားပေးထားတယ်ပေါ့နော်ဘရိတ်လိုင်းနဲ့မင်းအောင်ကိုထည့်ထပ်ပြီးတော့ရှင်းထားပါတယ်အဲ့ဒါလေးကိုလည်းမျက်စိအားလုံးကိုဆက်ပြီးတော့ကြည့်သွားပေးချင်ပါတယ်ဒီမျိုးထဲမှာပဲဆက်ပြီးတော့ပြပေးထားပါပါခင်ဗျာအဲ့တော့အရင်ကြီးနောက်ထပ်ဆက်ပြပြရမယ်ပေါ့နော်။ခိုင်ခိုင်ရေးဆိုရပေးခြင်းမှာမိတ်ဆွေတို့အားလုံးအားလုံးကလည်းကျွန်တော်စီမှာဒုတိယကနေများထုတ်ခြင်းလုပ်တော့လည်းကောင်း။ကော်မရှင်အရောင်းများပြန်ပြီးတော့ပြင်ပြီးလုပ်တော့လည်းကောင်းပါ။ ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်လည်းဖြစ်တယ် Telegram ဖုန်းနံပါတ်လည်းဖြစ်တယ်399 690 690ဆိုတဲ့ဒီ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်မှာမိမိထိုးခြင်းနဲ့ခဏလေးတွေကိုလာရောက်ဆက်သွယ်ခဏတို့အားပေးလို့ရပါတယ်ဒီ young dd စိတ်ချမှုအပြည့်အဝနဲ့ကိုလာရောက်ဆက်သွယ်ခဏတို့အားပေးလို့ရပါတယ်အယောအစားပိုင်းလေးကြီးပိုင်းနဲ့ပတ်သက်လို့ကိုယ်အရင်အလုပ်စလုပ်လာကြတဲ့ကနေ့ချင်းကလာရှိတဲ့ဒီတူတူတရားပေါ်ကုန်များအင်းငယ်ချင်းညာစားခြင်းနဲ့မရှိခဲ့လို့အယောအစားပိုင်းလေးကြီးပိုင်းနဲ့ပတ်သက်လို့မှန်မှန်ကန်ကန်နဲ့ရနေ့ချင်းကလာရှိနမိုးပြမရှိ ရည်တည်လောက်ကင်လာခဲ့တာပဲဖြစ်ပါလေ။ဒီတက်ကြောင့်စိတ်ချလက်ချနေတယ်။အားရဆက်တဲ့ခင်ဗျားတို့အားပေးလို့ရပါမယ်။ဒါမှသူတို့တို့ရဲ့ဖက်ဆက်ကိုလည်းနည်းနည်းများစားပြီးတော့လေ။တုံးဆွဲတာမျိုးလုံးဝမပြုတ်လို့ပါဘူးခင်ဗျာအဲတော့အမှန်မှန်ကန်ကန်နဲ့ပဲရရှိတဲ့ဘက်ဆက်မျိုးကိုပဲဝေစုအလုံးကိုမှန်မှန်ကန်ကန်နဲ့ပဲအရောစားလေးပြန်ပြီးတော့ပြုတ်လို့ပြနေတာဖြစ်တဲ့အတွက်ကြောင့်အလုံးတော်မျိုးဖြစ်များအနေနဲ့စိတ်ချလက်ချနဲ့ဓာရဆက်တဲ့ခင်ဗျားတို့အားပေးလို့ရပါတယ်ခုံးနှစ်ပတ်အနေနဲ့ကတော့မှန်ရဆက်တဲ့တာမျိုးဖြစ်လို့မရပါဘူးကျွန်တော်ရဲ့ခုံးနှစ်ပတ်အနေနဲ့ကတော့ကျွန်တော်ဝင်ဆက်တယ်မယ်ဆိုရင်ဒီခုံးနှစ်ပတ်တစ်လုံးနဲ့ ထပ်ပေးထားတာပါထပ်ပေးထားတာဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီဖုန်းနံပါတ်တစ်လုံးကိုပဲတခြားလူမမရင်းစီပဲရင်းနေပြီးတော့ဖုန်းပေးအပေးပါလို့ထပ်မှန်ပြီးတော့ပြောချင်ပါတယ်ခင်ဗျာအဲ့တော့ရရှိထားတဲ့ပရိုင်လိုင်းကိုကျွန်တော်ပြောပြပေးပါမယ်ရရှိထားတဲ့ပရိုင်လိုင်းဒီဒီမှာရှိနေတဲ့303 300ပေါင်းခြင်းပါဒီ300ပေါင်းခြင်းဒီ300ပါတယ်3နှစ်ခတ်ဒီ9ပေါ့နော် 35ဆိုတဲ့ပရိလိုင်းကိုဝင်တယ်အဲ့တော့ဒီ35ဆိုရယ်ပရိလိုင်းကနေပြီးတော့ဒီမှာထွက်ခဲ့တဲ့ခဏလေး30လို့ခတ်ခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်ပရိလိုင်းကြီး3ပဲလုံးပါပြီ3ရက်လုံးလုံးပိုင်းနဲ့30ထပ်ခါဆိုပြီးတော့မှန်ခဲ့ထားတာဖြစ်ပါတယ်ပြီးနောက်ထပ်တစ်ပုံဒီလေးလည်း4 6ပေါင်းပါတယ်ပေါင်းတဲ့ခါမှာဆိုရင်လည်း4 6ဆိုတဲ့ဒီပရိကနေပြီးတော့10ဆိုတော့9ပရိဆွဲခဲ့တယ် လုံးပိုင်းနည်းနဲ့လေဒီတစ်လုံးလုံးပိုင်းဝင်လာခဲ့ပြီးတော့ရှစ်တက်ကွနိုင်ခဲ့ခြင်းမျိုးဖြစ်ပါတယ်။ပြီးရင်နောက်ထပ်တစ်ပုံကတော့ရှစ်နှစ်နှစ်ပေါင်းတဲ့အခါမှာဆိုရင်နှစ်လေးဆိုရင်ဒီပရိလိုင်းကနေပြီးတော့၄၀ဆိုတော့၄ပရိလုံးပိုင်းဒီ၃တက်တစ်လုံးလုံးပိုင်းမျိုး၄၀တက်ကွဆိုပြီးတော့နိုင်ခဲ့ခြင်းမျိုးမျိုးဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ကစားရမယ့်ဒီအင်္ဂါနေ့အတွက်ပေါ့နော်ပရိကတော့9383538ပေါင်းရပါပေါင်းတဲ့အခါမှာဆိုရင်တော့6 6နှစ်ခန့်ပြီး9နဲ့ 69ဆိုရယ်ပရိလိုင်းကိုဝင်ထားတယ်အဲတော့9ကို6ပဲပြို့တော့ဆိုရင်9ကို90 4ကို6ပဲပြို့တော့ဆိုရင်4ညရယ်4ကို9ပဲပြို့တော့ဆိုရင်45ရယ်ဆိုပြီးတော့ဒီ main ရှင်4ကိုတက်ဆိုင်ရင်ဒီလိုလေးရထားခြင်းဝင်ထားခြင်းလို့ဖြစ်ပါတယ်အဲတော့ဒီထဲကနေမှမိတ်ဆွေတို့အကြံရယ်ဖတ်လို့ကြမယ်အကြံပြုတဲ့ကဏ္ဍလေးတွေဖြစ်တယ်ဆိုရင်တော့အားလုံးတော့မိတ်ဆွေများအနေနဲ့အင်္ဂါမျိုးတွေကခစားအသုံးပြုဖို့အတွက်ပေါ့နော်တည်တော်သွားပါပြီ အဲ့တော့ဒီလိုကြားရှိတဲ့တော့ဆိုင်ထဲကနေကကျွန်တော်မြင်အကြပ်ရေးချင်တာလေတကွာကတော့ကိုခုံတကွာကိုရေးချင်တာချင်းဖြစ်ပါတယ်ခွေးရှင်များအားလုံးလည်းအကြပ်ကြီးရဲ့ကျန်းမာရေးတက်ဆိုရင်အားလုံးဒီတော့ကစားအတုံးပြင်းနေတယ်လေဒီကားနေမှာလည်းအားလုံးတို့မျိုးရှင်များဒီလိုများပေါက်ကြပါစေအားလုံးအားလုံးအဆင်ပြေတန်းကောင်းကြပါစေခင်ဗျာအဲ့တော့ကျွန်တော်ဒီကနေ့ပြင်ပြလိုက်တဲ့ကျွန်တော်ရဲ့ website ကမှရှိထားတဲ့ channel တွေကိုထိုးခြင်းလို့ဖြစ်ဖြစ်အခြားသောမျိုးရှင်ကိုကျန်းမာတက်တဲ့ဒီဒီကနေကိုမဆိုပါခင်ဗျာဆက်လက်ကနေတို့အားပေးမယ်ကော်မရှင်ရောများပြန်ပြီးတော့တင်နေဆိုရင်တော့ကျွန်တော်ရဲ့ဘိုင်ဘာဖုန်းနံပါတ်တွေကို သိချာလေးနောက်တစ်ခေါက်ပြန်ပြောပေးလိုက်ပါတယ်လုံညာကို69862290မှာဖြစ်ပါရခင်ဗျာ Viber ကနေလည်းဆက်သွယ်လို့ရတယ် Telegram ကနေလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာအဲ့တော့မိစင်များအားလုံးအားလုံးနေနဲ့ယုံကြည်မှုစိတ်ချမှုပြုဝါထားပြီးတော့ဒီဒီကနေကထုံးမယ်ဆိုရင်စိတ်ချမဲ့ချတဲ့နိုင်ငံဆက်တဲ့ကနေတို့အားပေးလို့ရပါတယ်။ပြချင်းကတော့မနက်ခင်းမှာဆိုရင်7:00နာရီ50ပါ၊ညနေခင်းမှာဆိုရင်တော့3:55မိနစ်ခန့်ကနေထုတ်ချိန်လေးရရှိပါတယ်။ဒီအတွက်ကြောင့်ကျွန်တော်ဟုတ်ပြပြပေးလိုက်တဲ့ ပဲချိန်လေးမတိုင်ခင်မှာလေမိတ်ဆွေတို့တွေကမိမိတို့ဒီကနေ့တွေကိုထက်ကြအနေရောက်ခဏတို့အားပေးနိုင်ပါပြီခင်ဗျာအဲ့တော့မိတ်ဆွေများအားလုံးလည်းပဲတို့တို့များပေါ့ချပြီးတော့အားလုံးစင်ပြီးတန်းကောင်းကြပါဦးနောက်ဆုံးအနေနဲ့ကတော့တမမပေးနေခန်းစာရရှိနေကြတဲ့နေရာတွေတိုင်းရောက်ပြီးကြတော့ကဘာစီမမကဒီဒီတောင်းများအားလုံးအားလုံးဒီလည်းတမအားပေးနေပေါ့မဒီဝဲလူမျိုးကြပြီးကြတယ်အားလုံးရောမိတ်ဆွေများအနေနဲ့ဆက်ချမ်းသာကြကိုးကျမ်းပါခင်ဗျာကိုလည်းရရှိပါစေနေကြပါစေပြင်နေပြင်နေဖြစ်ရှင်းကြပါစေတန်းနေပြင်နေဖြစ်ရှင်းကြပြီးအများဆုံးစေတဲ့ဘဝကိုလည်း တယ်ဆိုတော့ဟောကြပါစေအများဆုံးအားလုံးအားလုံးအများဆုံးနဲ့အကူပေးကြပါစေ